ားလုံးပဲမိင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမိင်္ဂလာပါဆိုတော့အခု Liverpool ကဒီ transfer window မှာ Jeremy Frimpong ရဲ့ Florian Vaz ရဲ့ပြီးတော့မှ Milos Kakic ဆိုတော့ transfer window ကအခု mini window လေးပဲရှိသေးတယ် Liverpool ကတကယ်ကိုထိတ်တန့် quality 3ယောက်ဖြည့်လိုက်ပြီအဲ့ဒီစားမှာ3ယောက်တွဲ Liverpool အတွက်ကုန်ကြေးစီကပေါင်198တန်းဆိုတော့ကျွန်တော် Euro နဲ့တွဲရင် Milos Kaki က90လောက်ရှိမယ်။ Florian Vers က150 Jimmy Finbaum က35တန်း130ကျော်တုံးတယ်။ဆိုပေါင်နဲ့တွက်ရင်198တန်းနဲ့တန်း100နီးပါးပဲထားပါလေ။ Liverpool ကတမိုင်းတလျှောက် FSG တမိုင်းတလျှောက်မှာဘယ်ဒုံကမှတန်း100မတုံးဘူး။တုံးတော့တုံးတယ်လေ။ Philippe Coutinho ကို Barcelona ကိုရောင်းတော့က ဗာဂျီဗန်ဒိုက်ကို85တန်းအာလစင်ဘက်ကာကို39တန်းဒါပေမဲ့ဗန်ဒိုက်ကဂျန်နဝါရီမှာခေါ်တာဒါပေမဲ့နောက်လို့ရတယ်မှာအာလစင်ပါဝင်ကစားမတွေကိုလီဗာပူးတစ်လျှောက်ဖြည့်တယ်ဒါပေမဲ့အဲ့ဒါကကတိညိုကိုရောင်းလို့ဒါပေမဲ့အခုလီဗာပူးကကိုသမားတယောက်ပဲရောင်းထားတာအဲ့ဒါတော့သူတို့ရောင်းရငွေရဲ့3တန်းကသူ့ရဲ့ကလဟောင်းကိုပေးရသေးတယ်ဒါပေမဲ့လေလီဗာပူးက transfer market မှာနီးပြကို promise ပေးထားတဲ့အတိုင်း Michael Agu ကအခုလက်ရှိမှာနီးပြအတွက်လုံးဝကို ကောင်းဆုံးခွင့်မှုတွေပေးထားတယ်ဆိုတော့အခုလောလောဆယ်မှာလီဗာပူးရှေ့ကအထောင်တိုက်ရှင်မှုတိောက်ထပ်တွေးရနိုင်တယ်ယူကိုအက်ကီတီကေကလီဗာပူးစကားပြောနေတယ်ပြီးတာနဲ့လီဗာပူးချားပိုဇီရှင်တွေမှာ maybe တောင်ပန်းတွေတိုက်စစ်တွေထွက်သွားရင်တခခုထပ်ဖြစ်နိုင်တယ်ဆိုတော့အာမီစလောကလက်ရှိပရီးမီးယားလိချန်ပီယံမိုဟာမက်ဆာလတ်ကိုတက်တန်းတူထားတယ်ဗန်ဒိုက်ကိုတက်တန်းတူထားတယ်အဲ့နေရာမှာနောက်ထပ် quality ကစားမ3ယောက်အဲ့ထက်မှာ world class အဆင့်ရှိတဲ့ကစားမတစ်ယောက်ပါတယ် အလီဗာပူးဖြည့်ထားတယ်။အကြမ်းကြီးအဖြစ်ပေါင်တန်းနေရသလို FSC သုံးထားပြီ။ Manchester City က Club World Cup မတိုင်ခင်10ရက်နေ့အထိကိုကစားမ3ရောင် Riders ရဲ့ Aglory ရဲ့ပြီးတော့မှ Ryan Chucky ရဲ့3ရောင်ဒီ3ရောင်အတွက်ပေါင်114တန်းသုံးတယ်။ဆိုတော့ပြီးခဲ့တဲ့စောင်းရာသီတုန်းက Omar Mamouche ပြီးတော့မှ Cristiano နဲ့ဒါ Brazil လူငယ် Real ဆိုတဲ့ချက်တိတ်လေး3ရောင် ဆိုအဲ့စုစုပေါင်းကစားမတွေ့ City အသုံးစေးကပေါင်နဲ့တွက်ရင်တန်း100ချောသုံးလိုက်တယ်တူတယ်ဆို City ကတန်း180လောက်သုံးလိုက်ပြီဆိုအဲ့မှာနေကြည့်ဦး Manchester City ကလည်းတောင်တင်းနဲ့လူစင်းပဲအခုဗျာ City ကခိုင်ဝခတေချာပေါက်ထွက်မယ်ဗျာပြီးတော့သူတို့ဘက်က John Stone probably ထွက်ဖို့များတယ် Jack Grealish က list ထဲမှာတော့မရှိတော့ဘူးဘာကြောင့်လဲဆိုတော့ club world cup မှာခြံထားခဲ့တယ်တစ်ဖက်ကခိုင်ဝခလည်းခြံထားခဲ့ပြီး James Market ကြီးလည်းခြံထားပြီးဒါရမ City ကပြီးခဲ့တဲ့ရာသီပိတ်တုန်းကပိတ်မတုံးလိုက်တဲ့ Claudio Ashabawi လာအောင်ပါအဲ့ကစားမလေး quality player ပဲဆိုတော့ City ကအခုကစားမ3ယောက်အသစ် Claudio Ashabawi ထပ်ပေါင်း4ယောက်မနစ်ကသူနည်းနည်းသုံးသေးရနော်ဒါပေမဲ့ပြီးခဲ့တဲ့ဆောင်းရက်သေးတုန်းကခေါ်ထားတဲ့ကစားမ3ယောက်အဲ့9ယောက်ရှိတယ်သူတို့ right back တယောက်ထပ်ခေါ်မယ် ခိုးမချစ်တန်ရတဲ့ပြဿနာမရှိဘူး rotary ရှိတယ်ကိုယ်လည်းမ idea မှာ rotary ရှိတယ်နီကိုကွန်ဇာလက်ရှိကျွန်တော်ကမေ့နေလို့နီကိုကွန်ဇာလက်ကြံသေးတယ်အဲ့နီကိုကွန်ဇာလက်နဲ့ rotary နှစ်ယောက်ရှိတယ် DM position မှာเนาะအဲ့ဒါကိုမှ rider ခေါ်ထားတယ်ကွန်တုံကန်ရှိတယ်ခိုးမချစ်တန်ရနေတယ်ပြန်လာရင်တော့မှခိုးမချစ်ချန်သေးတယ်အဲ့ကွန်းလည်းမှာအစုဖွဲ့အများကြီး De Bruyne ထွက်သွားသည့်တိုင်အောင် attacking အတွက် Ryan Cherki ရှိတယ် free for တိုင်းကစားလို့ရတယ် banaru silver ကွင်းလေဝင်လို့ရတယ် silver white မှာထွက်လို့ရတယ် foreign right ထွက်လို့ရတယ်ဒိုကူရှိတယ် savinho ရှိတယ်တိုက်စစ်ကဟာလန်ကိုသမား edison ortega မစီဒီယာတကယ်ပြအခုလို့ရှိရင်ဒီတိုင်းဆိုရင်အခု aglori ရောက်လာတဲ့အကြောင်း left back က guardio ကအแทဝင်သွားပြီဆိုတော့ ds နဲ့သူတို့တွဲမယ်တကယ် proper center back မစီဒီက right back တယောက်လောက်ပဲအားနေတာဒါပေမဲ့တေချာတာဖက် guardio လောက်မှာအချိန်ကြီးအများကြီးကျန်သေးတယ် ဆိုအဲ့ဒါဘာကြည့်လဲဆိုတော့အခုသူတို့ကတကယ့်ကို promising city ကပြီးခဲ့တဲ့ရာသီမှာ guardiola တို့ကအဆိုးဝါးဆုံးအခြေအနေဖြစ်ပေမဲ့အကောင်းဆုံးပြန်ဖြည့်ပြီးတော့ okay liverpool ကလည်းငါတို့ champion ဖြစ်တယ် liverpool တင်းကကျွန်တော်တို့အရင်ဆုံးကပေါ့လေ guardiola လက်ထက်အပြိုင်မှာ jurgen klopp တောက်လျှောက်လုပ်တဲ့အချိန်မှာ champion ဖြစ်သွားတဲ့အစ်တီတောင် liverpool ကမဖြည့်ပေနဲ့အဲ့ဒါလေးကိုမှိန်နေတာဒါပေမဲ့အခုဒီနီးပြားကပြီးခဲ့တဲ့ခေါက်ကဒီလိုမျိုးသင်ခန်းစာယူလာတဲ့အတွက်ကြောင့် လို့ထပ်အဖြစ်မခံတော့ဘူး။မတို့လေဒီခေါက်တော့တန်း100လောက်သုံးလိုက်တယ်။ဒါတော့ထပ်လာအောင်ပါနော်။အဲ့ဒီချိန်မှာကျွန်တော်တို့ဒီနှသိကအရန်ကိုကောင်းနေပြီးသားအသိနေကိုထပ်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 ဖြည့်နေတဲ့ချိန်မှာအာစနယ်သိကအခုစူပါမန်ဒီကိုတန်း65တန်းနဲ့ခေါ်တယ်။နောက်တစ်ဖက်ကကက်ပါရီဇာဗလာကာကို9တန်း။ဆိုတော့တန်း80သူတို့သုံးပြီးပြီ။အဲဒီကြားထဲမှာအခုမာကင်းညောရောင်းတာတို့နူနိုတဗာရက်ရောင်းတာတို့နောက်ကီရင်တန်နီထွက်တယ်စတာလင်ထွက်တယ်နတ်တူထွက်တယ်ထွက်တဲ့ထက်ထွက်သွားတယ် ော့အာစနယ်ကအမှန်တိုင်းပြောရင်လက်ရှိ squad ကတောင်တင်းသားပဲမြဲသူတို့ squad က thin squad မန်စီးတီးလို့2သင်းစာမရှိဘူးချယ်ဆီလို့4 3သင်းစာမရှိဘူးလီဗာပူးဆိုအခုဒီတိုင်းဆိုရင်2သင်းစာနီးပါးရှိသွားပြီသူတို့မှာ quality အရန်တွေရှိတယ် striker တွေရှိတယ်အခုဒါပါတော့နူညက်ကအန်နာစာကိုပြောင်းသွားနိုင်ချေအာဟလာကိုပြောင်းသွားတည်တာအောင်သူတို့ striker တယောက်ထက်ထက်အောင်မှာမန်စီးတီးတောင်းတယ် အဲ့ချိန်မှာအမှန်တမ်းပြောရင်ဗျာထိုက်တီချန်လန်တာနဲ့ကျွန်တော်ချယ်ဆီလာမယ့်ရာသီမှာလာမှာမဟုတ်ဘာကြောင့်လဲဆိုသူတို့ခေါ်နေတဲ့ကစားသမားတွေနဲ့သူတို့သွားနေတဲ့လမ်းကြောင်းဟာနောက်တစ်နှစ်နှစ်လောက်ထိသူတို့သွားကျင်တဲ့ပုံစံမျိုးဖြစ်တယ်ဆိုအဲ့နေရာမှာအသင်းတွေပါအားလုံးကြီးတဲ့အခါမှာဘာဖြစ်လဲဆိုတော့အာဖနယ်သင်းကမန်ချက်စတာစီးတီးနဲ့လီဗာပူးကိုရှင်ဖို့ဆိုရင်စထရိုက်ကာတယောက်ခေါ်ကိုခေါ်ရမယ်တောင်မန်ဝင်းဂတ်တယောက်ခေါ်ကိုခေါ်ရမယ်ပါတီနေရာမှာအစားထိုးမဲ့သူမဟုတ်ဘဲနဲ့တောမတ်စ်ပါတီတီဂျာဘော့တတန်တူမတိုးရင်သူ့လို quality တယောက်ဖြစ်ရ မနစ်ကလူစည်းကိုအားကိုးနေလို့ထပ်မရဘူးโอเคကိုသမားအတွက်ပြဿနာမရှိဘူးခက်ပဝီဇာဘလကရောက်လာပြီဒါပေမဲ့အဲ့မှာရိုင်ယာရှိစီဒါပေမဲ့ခန်းစည်းကလည်းအမှန်တမ်းပြောအာဆင်လူစည်းကတော်တော်လေးတောင့်နေသူများစု injury ကပြန်လာခဲ့ရင်တော့မှ strong ဖြစ်တယ်ခီရင်ထယ်နီထွက်သွားသည့်တိုင်ပါဒါပေမဲ့စန်တပတ်အစားထိုးတယောက်လောက်တော့ plan B တယောက်နောက်အခုလောလောဆယ်အာဆင်ကဘာဖြစ်လဲဆိုတော့ အဲ့အထောင်တိုက်စစ်မှုကဘန်ဂျမင်ဆက်စကိုတယောက်တည်းရှိတယ်ခုနောက်ပိုင်းအိုလီဝီကင်တွေပိုင်းသတင်းတက်တယ်ကျွန်တော်တို့ဝီကင်မကြိုက်ဘူးရှင်းရှင်းလေးအိုလီဝီကင်ကလာမယ်လာမယ်နဲ့အချိန်ချင်းပုံမြင်ပြောနေပြီးတော့ကျွန်တော်ဆက်စကိုပဲရအောင်ခေါ်အဲ့ပြီးတော့မှဘေဘချန်ကအခုမော်မက်ကူဒူးစ်ရဲ့ရိုဒရီဂိုရဲ့အာဆင်တောက်လျှောက်သတင်းတက်တယ်အမှန်တမ်းပြောအဲ့ဒီ example တွေလည်းပဲခေါ်ပါမယ် ကူရုစ်နဲ့ရူဒီကိုကပြောအလာဟန်ဒိုကာနာချိုတတိတယောက်ရှိသေးတယ်။အဲ့ဒီကစားမတွေအကုန်လုံးပေါ့။ကျွန်တော်ပြောချင်တာအာဆင်ကမဖြစ်မနေလက်ရှိကစားမတွေကိုရောင်းလို့မရတဲ့ဖြစ်နောက်တစ်ထပ်ဖြစ်မှာအနည်းဆုံး၄ယောက်လောက်ဖြစ်ရမယ်။အခုကွင်းလင်ကဂျော်ဂျီယိုထွက်သွားတော့ဒီချက်ချင်းအစားထိုးတဲ့ဇူပါမန်ဒီပေါ့ဗျာ Life for Life ။ဒါပေမဲ့ပါတီထွက်သွားလို့မြန်ပါတီရှိရမယ်။ တက်တန်းတိုးနိုင်မယ်အခုအခုကကလပ်ကတက်တန်းတိုးတဲ့ကိစ္စတွေပဲလုပ်နေဆလီပါကိုတက်တန်းတိုးရမယ်မိုင်လူးစ်ကယ်လီကိုတက်တော့မယ်ဆာကာရူအီတန်ဝနရီဆိုအာစနယ်ကအီတန်ဝနရီကိုနောက်ရက်ဒီမှာပို့သုံးအောင်အားရမသူတို့စကွတ်မှာပို့စထရောင်းဖြစ်မှာအိုဒီကကိုအာကိုလိုနဲ့အဲ့ညာတောင်းမယ်ကစားကိုနည်းနည်းလေးချိန်ခွင်ရှာပြီးတော့နံပါတ်30ရူတယောက်ယောက်လေးရှာဖွေတဲ့နေဒါပေမဲ့အာထေတာပြောင်းမှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဆိုရင်အဲ့အိုဒီကကိုအရန်အာကိုတာတဲ့စာရင်အဲ့ညာပဲချမ်းကတိုင်ပတ်ရင်ကိုတိုင်ပတ်ရင် ဆိုတော့သူတို့နည်းနည်းလေးပြောင်းမယ်ရိုဒရီဂိုလာတယ်ဆိုရင်တော့အတိုင်းထက်လွန်အဲ့ဒါမှမဟုတ်ဘူးခူဒုဆိုလည်းမစိုးဘူးလို့ပြောရမယ်ဂါနာချူဆိုရင်တော့ maybe ဘာဖြစ်ဖြစ်ဘတ်တာနာသိမ့်မယ်ဒါပေမဲ့တေဂျာတော့အာဆင်ဟာခုနမန်စီးတီးဖြည့်တာတို့လီဗာပူးဖြည့်တာတို့ဒီသင်းတွေကကိုထက် consistent ဖြစ်တဲ့ champion ဖလားတွေယူထည်တဲ့သင်းကိုက over the line တော့မရောက်သေးဘူးဒီသင်းတွေကိုရှင်းဖို့တေဂျာတယ်လက်ရှိလူစင်းကမလုံလောက်ဘူးအာဒီတာမဖြည့်လို့ရှိရင်ဒီယာဒီယာသူ့ရဲ့နောက်ဆုံးရာသီဖြစ်သွားလိမ့် ပြရှင်းလေဆိုတော့ Chelsea champion ဖြစ်နိုင်လားမဖြစ်နိုင်ဘူး Jimmy Gendes ရောက်လာသည့်တိုင်အောင်အခုမရောက်ဘူးဗျာဒါပေမဲ့ club world cup ပြီးရင် maybe ရောက်လာသည့်တိုင်အောင် နောက်ထပ်တောင်ပန်တွေကကျွန်တော်တို့ဂါနာချူပဲဖြစ်ဖြစ်ကြိုက်တဲ့သူရောက် Chelsea နေနဲ့ we ဖြစ်နေအောင်ပါသူတို့ center forward တယောက်ကောင်းကောင်းလိုတယ် Lien Dila နဲ့သူတို့မရဘူးကွင်းလယ်ဟာ Chelsea world class အဆင့်ရှိတယ်ဒါပေမဲ့ center back ကောင်းကောင်းလိုတယ် Robert Sanchez ပဲရှိတယ်အခုကိုးသမားကမိုက်မန်ယူကိုမခေါ်ဆို Chelsea squad ဟာ Champion League နဲ့ Premier League ကိုဟန်ချက်ညီညီသွားတော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အမြင်တော့တို့ Champion ဖြစ်ဖို့ခက်တယ်။တို့သွားနေတဲ့လမ်းကြောင်းကလည်းနှစ်နှစ်၃နှစ်လောက်မှ Champion စုကို challenge လုပ်မယ်လမ်းကြောင်း Champion League ရော Premier League ကိုတရားပြီးမှ participate လုပ်မယ် Champion League ဆို okay quarter semi ကတို့အတွက်ကောင်းမွန်တဲ့ target ဒါ Chelsea က Champion ဟောင်းဒါပေမဲ့အခုလောလောဆယ်လူစင်းကိုပြောတာကံကြမ္မာကောင်းပြီးတော့အခြေအနေကောင်းတစ်ခုလည်းဖြစ်သွားနိုင်တယ်ဒါပေမဲ့ Chelsea ဟာအဲ့လိုပုံစံသွားနေတာ မန်ယူနိုက်တက်ကအစားဆုံးပြင်နေတဲ့အသိဖြစ်လို့ကျွန်တော်ခံမရခက်တယ်။ဒါပါတော့မတီးယက်စ်ကူညာရောက်အန်ဝဲမိုးရောက်တဲ့ထားနောက်ထပ်အထောင်တက်စမူကယိုကရက်စ်ပဲဖြစ်ဖြစ်အော်စီမန်ပဲရောက်ရောက်နေသည့်တိုင်အောင်တို့မှာပရိုပါကွင်းလေ strong ဖြစ်တဲ့လူလူတဲ့စန်တာဘက်တွေကောင်းကောင်းလူတဲ့ဖူဘက်တွေကလည်းတို့လေးအားနေတယ်။ယူနိုက်တက်ကလော့မှာအများကြီးပဲကိုသမားအန်ဒရီအိုနာနာနေရာလည်းအားဖြစ်ရမှာမန်ချက်စတာယူနိုက်တက်ကအမနိုင်ပြိုးရင်ဒီယာဘီလော့မဲ့ချက်က European ပြိုင်ပွဲဝင်ဖို့ဝင်ခွင့်ရဖို့နဲ့ Champions League ဝင်ခွင့်ရဖို့ title race တဲ့အမတန်ခတ်သေးတယ်အမတန်ပြော champion league race ကိုသူတို့အဓိက target ထားတယ်ကျွန်တော်တို့ newcastle ကလူတယောက်မှမထွက်ထားဘူး sorry ပိုင်ရှင်တွေကအခုလက်ရှိမှာ sorry test ကသူတို့အတွက်တိုင်ပတ်တယ်ပြောချင်တာပြ newcastle မှာ sorry ပတ်စံရှိတဲ့ကြောင်း sorry arabia test ဆိုပြီးတော့လိုလိုပြီးတော့ဈေးကြီးကြီးရောင်းလို့သူတို့တိုင်ပတ်တယ်အဲ့ဒီနေရာမှာ arsenal နဲ့အနှုတ်ပြနေတော့သူတို့လည်းလူမဝဲနိုင်ဘူး အော်တော်နာဟော့စပါနီးပြတဲ့အန်ချနီယာမှာအစားထိုးတဲ့သောမတ်ဖရန့်စပါကမနစ်ကတော့ပရီးမီးယားလိနဲ့ယူရိုပါလိတောင်မှာတိုင်ပတ်နေတာအခုလိုချန်ပီယံလိနဲ့ပရီးမီးယားလိဆိုဟန်ချက်ညီညီကစားဖို့အမတန်ခက်တယ်တော်နာကဒါမဲ့ယူရိုပါလိရလိုက်တဲ့အချက်တစ်ချက်ကသူတို့အတွက် winning mentality လို့ရှိတယ်ဒါပေမဲ့ not sure တော်နာလည်း title challenge လုပ်နိုင်မလားသူတို့အန်တရဆမန်ညိုတို့အဘွေမိုးတို့နောက်ဘက်က Jack Grealish တို့ဒါပေမဲ့ဒီကစားသမားတွေနဲ့စပါချန်ပီယံဖြစ်ဖို့ခက်တယ် ဒါပေမဲ့ Thomas Frank အနေနဲ့ဘာဖြစ်ဖြစ် challenge အစ်တခုဆိုတော့အခုလောလောဆယ်မှာ Man City က strong ဖြစ်ဆုံး Liverpool strong ဖြစ်ဆုံး Arsenal ကတတိယ strong ဖြစ်ပြီးတော့ third favorite ဖြစ်သွားရှင်းရှင်းလေးဒီအတီးအာထက်တာရဲ့ last chance ဖြစ်နေ Man United to Spurs to Chelsea to maybe Chelsea က4လောက်ဖြစ်နိုင်တယ်ယူကာဆေကတော့လက်ရှိလူစင်းကတော့မစိုးသေးတိုင်အောင်သူတို့ရေရှည်မှမလွယ်တော့ဘူးဖြစ်ရမယ့်လူတွေအများကြီးပဲသူတို့လည်းချန်ပီယံလိဝင်ထားတာ တော့ကျွန်တော်တို့ခုလက်ရှိ transfer window မှာတော်တော်လေးခံမှန်းခံ Arsenal အားကြီးလုံးအောင် Man City လည်း maybe နောက်တစ်ယောက်တော့ထပ်ခေါ်နိုင်တယ် Liverpool ပိုကောင်းတဲ့နောက်ထပ်တစ်ယောက်တော့ထပ်ရောက်နိုင်တယ် Isak မြန် Liverpool ရောက်လို့အကုန်တိုင်ပတ်ပြီဆိုတော့ဒါကအခုကြီးချောက်ကြီးအခြေအနေဒါအခုလောလောဆယ်အနေထားရအောက်ဆက်ခါတွေက Newcastle တို့ပါလို့ Liverpool ဆိုရင် João Pedro တို့ပေါ့ရှိတယ်ဒါက Newcastle ကလည်းသူတို့ထပ်ဖြည့်ဖို့ခတ်နေတဲ့အချိန်မှာလမယ့်ရသည်ကျွန်တော်မြင်တော့ Title Race က Liverpool Man City Arsenal ၃တင်းပဲ အဲ့တော့အာဆင်ပြက်မကြံခဲ့ဘူးလုံးဝအာထက်တာဖြစ်ကိုပြန်မန်စီးတီးကလုံလောက်လီဗာပူးကလုံလောက်ပြီးမတိုင်းပြောရင်ဒါပေမဲ့ထပ်ထည့်အောင်ပါသူတို့ဆိုတော့မန်ယူနိုက်တက်တို့ကဥရောပချန်ပီယံလိဝင်ခွင့်ပြန်လုံးအောင်မယ်ချယ်ဆီကပုံမှန်ချန်ပီယံလိရေဂူလာပုံမှန်ဝင်ခွင့်သူတို့ထပ်လုံးမယ်နောက်ရာသီလောက်ဆိုရင်ချယ်ဆီစထရောင်းဖြစ်သွားလိမ့်မယ်ပိုကောင်းတဲ့အသင်းဘာလို့သူတို့က youngest average team အငယ်ဆုံးအသင်းပဲဒါကအခုလောလောဆယ် transfer window နဲ့ပတ်သက်ပြီးလက်လော sofa player တွေကြားကနေ ကြာပြင်ပြလေးအသိနေရဲ့အကြောင်းကျွန်တော်သုံးသပ်ပြတာပါအားလုံးကျေးဇူးတင်ပါတယ်